မင်္ဂလာပါရှင်ကျမကတော့မိုင်မာဘာမဘီဂျီရဲ့အပတ်စဉ်စနေနေ့တိုင်းတင်ဆက်နေကြတပတ်တွင်အထူးသတင်းစီစဉ်များကိုစတင်တော့မှာဖြစ်ပါတယ်အခုတင်ဆက်ပေးမယ်တပတ်တွင်ထူးခြားသတင်းများကတော့ကြောက်ဖြူမျိုးအမှတ်30နှစ်ရဲတပ်ရင်းရဲ့ကာကင်စကန်ပြိုင်းစိတ်ကေစကန်ကိုအာရခတက်တော် AA နဲ့ပူပေါင်းတက်တွေကတင်ပိုက်လိုက်တဲ့သတင်း ကမောရီးယားဝန်ကြီးချုပ်ဟာဟွန်စင်နဲ့ဖုန်းဆက်စကားပြောတဲ့အတန်ဖိုင်ပေါက်ကြလာပြီးနောက်ထိုင်းဝန်ကြီးချုပ်ပေထုံနန်ရှင်နာဝတ်ဟာယာဒူးကနှုတ်ထက်ပေးဖို့တောင်းဆိုမှုတွေနဲ့ရင်ဆိုင်နေရတဲ့သတင်းဇွန်လ23ရက်နေ့ကစတင်ခဲ့တဲ့အီရန်နဲ့အစ္စရေးစစ်ပွဲဟာ အပြန်အလှန်တိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့သတင်းဒေါင်ဆန်းစုကြည်မွေးနေ့ဆုတောင်းဗီဒီယို၈တောင်းရေအတွက်ဟာကမ်မိန်ပိတ်ရမတိုင်ခင်တရက်အလိုမှာပဲပြည့်သွားခဲ့တဲ့သတင်း ဒေါင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ရဲ့တရက်ခွင့်ဗီဒီယိုမှတ်တမ်းတစ်ခု ပေါက်ကြားလာခဲ့တဲ့တွင်စကိုင်းနိုင်ပလဲမြို့နယ်ရှိကန့်နောက်ရဲစခန်းကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့မဟာမိတ်တပ်ပေါင်းစုကဇွန်လ16ရက်နေ့မှာတင်ပိုင်ခဲ့တဲ့တွင်အစရှိတဲ့တွင်တွေကို တင်ဆက်ပေးသွားမှာပါ တင်းတစ်ပုတ်အနေနဲ့ကြောက်ဖြူမျိုးအမှတ်32ရဲတပ်ရဲရဲ့ကာကေစခန်ပြိုင်စစ်ကေစခန်းကိုအရခတက်တော် AA နဲ့ဘူပေါင်းတက်တွေကတင်ပိုက်လိုက်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီထိန်းချုပ်ထားစေရခိုင်ပြည်ကြောက်ဖြူမျိုးအနီတဝိုက်မှာတိုက်ပွဲတွေပြင်းထန်နေပါဗျ။ကြောက်ဖြူမျိုးအမှတ်32ရဲတက်ရင်ရဲ့ကာကင်စခန်းပြိုင်စစ်ကေစခန်းကိုအရခတက်တော် AA နဲ့ဘူပေါင်းတက်တွေကတင်ပိုက်လိုက်ပြီလို့သတင်းတွေထွက်နေပါဗျ။ ပြိုင်စစ်ကေစခန်းဟာစစ်တပ်အင်အား400ဝန်းကျင်ရှိတဲ့စခန်းဖြစ်ပြီးစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်200ဝန်းကျင်တေဆုံးခဲ့တယ်လို့သိရပါဗျ။အရခတ်တတော် AA နဲ့စစ်ကောင်စီတပ်ဟာကြောက်ဖြူမြို့နယ်ထဲမှာတိုက်ပွဲတွေပြင်းထန်နေသလို AR တိုင်းရေကြီးမြို့နယ်အတွင်းကအမြောက်တပ်စခန်းသိမ်းတိုက်ပွဲမှာလည်းတိုက်ပွဲတွေပြင်းထန်နေရလို့သိရှိရပါဗျ။ က်သတင်းတပုတ်အနေနဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာဟွန်စင်နဲ့ဖုန်းဆက်စကားပြောတဲ့အတန်ဖိုင်ပေါက်ကြားလာပြီးနောက်ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝတ်ဟာယာဒူးကနှုတ်ထွက်ပေးဖို့တောင်းဆိုမှုတွေနဲ့ရင်ဆိုင်နေရတဲ့သတင်းကိုတင်ဆက်ပေးမှာပါကမ္ဘောဒီးယားဝန်ကြီးချုပ်ဟာဟွန်စင်နဲ့ဖုန်းဆက်စကားပြောတဲ့အတန်ဖိုင်ပေါက်ကြားလာပြီးနောက်ထိုင်းဝန်ကြီးချုပ်ပေထုံနန်ရှင်နာဝတ်ဟာယာဒူးကနေနှုတ်ထွက်ပေးဖို့အတွက်ကိုတောင်းဆိုမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။အဲ့ဒီအတန်ဖိုင်ပေါက်ကြားခဲ့ပြီးနောက် ထိုင်းညွန်ပေါင်းအစိုးရအဖွဲ့ကနေအမှုတင်ချမ်းပြည်တာကိုဥဆောင်တဲ့ဖူကြိုင်ထိုင်းပါတီကနေပြီးတော့နှုတ်ထွက်ကြောင်းတင်ပြခဲ့ပါတယ်။အတန်ဖိုင်ပေါက်ကြားမှုတွေပေထုံတန်ကထိုင်းလူလူကိုလူသိရှင်ကြားတောင်းပန်ခဲ့တယ်လို့ကမောရီးယားဝန်ကြီးချုပ်ဟောင်းနဲ့ဖုန်းပြောဆိုမှုဟာစိတ်ဆိုင်ညီနိုင်ရေးနှီးပြူဟာဖြစ်ကြောင်းကာကွယ်ပြောဆိုနေပါတယ်။ဇွန်လ28ရက်နေ့မှာထိုင်းဝန်ကြီးချုပ်ရာရူးကစင်ပေရေးအတွက်ဆန္ဒပြဖို့ကိုရှက်နေကောင်းဆောင်ဟောင်းဂျတူပွန်ပရိုမန်ကလှုပ်ဆော်နေပါတယ်။ တင်းအနေနဲ့ကတော့ဇွန်လ23ရက်နေ့ကစတင်ခဲ့တဲ့အီရန်နဲ့အစ္စရေးစစ်ပွဲဟာအပြန်အလှန်တိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့သတင်းကိုပြောပြပေးသွားမှာပါ။ပြီးခဲ့တဲ့ဘက်ဇွန်လ23ရက်နေ့ကစတင်ခဲ့တဲ့အီရန်နဲ့အစ္စရေးစစ်ပွဲဟာအပြန်အလှန်တိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေဖြစ်ပွားနေပါဗျ။ အစ္စရေးဂျက်တိုက်လေယာဉ်အစင်း60အီရန်ကောင်းကင်ကိုစိုးမိုးထားသလိုမြို့တော်တီဟီယန်နဲ့အီရန်နျူကလ িয়ার ပရိုဂရမ်နဲ့ဆက်ဆက်နေတဲ့နေရာတွေကို ပြစ်မှတ်ထားတိုက်ခိုက်နေရလို့အစ္စရေးဘက်ကပြောပါရယ်။အီရန်ဘက်ကလည်းအစ္စရေးရဲ့မြို့ကြီးတွေကိုပြစ်မှတ်ထားဆက်လက်ပစ်ခတ်တိုက်ခိုက်နေပါရယ်။အစ္စရေးနိုင်ငံဘီယာဘီရှန်မြို့ကဆူရူကာဆေးရုံကိုအီရန်ကဒုံးကျည်တွေနဲ့ဇွန်လ19ရက်နေ့မှာပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်လူရာနဲ့ချီဒဏ်ရာရရှိခဲ့ပါရယ်။ တိုက်ပွဲတွေကြောင့်အီရန်နဲ့အစ္စရေးနိုင်ငံမျိုးကြီးတွေမှာလူတွေဆက်မနေရဲတော့ပဲအရေးပေါ်ရွှေ့ပြောင်းမှုတွေလုပ်နေကြပါတယ်တဖက်မှာလည်းစစ်ပွဲထဲမှာအမေရိကန်ပါဝင်လာမလားဆိုတဲ့မေးခွန်းတွေရှိနေပါတယ်။ဒီကမ္ဘာလုံးကောင်းဆောင်တွေကလည်းအမေရိကန်သမ္မတဒေါ်နယ်ထရပ်ဘယ်လိုဆုံးဖြတ်မလဲဆိုတာကို စိတ်ဝင်စားနဲ့စောင့်ကြည့်နေကြပါတယ်။ တင်းတပုတ်အနေနဲ့ကတော့ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းဗီဒီယို၈00ရည်အတွက်ဟာကမ်ပိန်းပိတ်တဲ့ရက်မတိုင်ခင်တရက်အလိုမှာပဲပြည့်သွားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ19ရက်နေ့မှာအသက်80ပြည့်သွားပြီဖြစ်တဲ့လူတုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မွေးနဲ့အထိမ်းအမှတ်အဖြစ်စု80ဘတ်ဒေးကမ်ပိန်းကိုမြန်မာပြည်ထဲနဲ့ကမ္ဘာနိုင်ငံအနှံ့မှာပြုလုပ်ခဲ့ကြပါဗျာ။ ထောင်ဆန်းစုကြည်ရဲ့တန်းငယ်ကိုထိန်လင်းကလည်းကီလိုမီတာ80ကိုတရက်10ကီလိုမီတာနှုန်းနဲ့၈ရက်ပြေးခဲ့ပါတယ်။စု8ဒေဘတ်ဒေဟာကမ်ပိန်းတွေထဲမှာလူအများဆုံးပါဝင်ခဲ့ပြီးလူစိတ်ဝင်စားဆုံးကတော့ဗီဒီယို8000နဲ့ကမ္ဘာ့ Greenie မတန်းဝင်အောင်ကြိုးစားတဲ့ကမ်ပိန်းဖြစ်ပါတယ်။ထောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းဗီဒီယို8000ရေအတွက်ဟာကမ်ပိန်းပိတ်တဲ့ရက်မတိုင်ခင်တရက်အလွန်ဇွန်လ18ရက်နေ့မှာပြည့်သွားပါတယ်။ တမိန်ပိတ်တဲ့ချိန်ဇွန်လ19ရက်နေ့ UK ချိန်ည7:00နာရီမှာစုစုပေါင်းဗီဒီယိုတသိန်းတထောင်နဲ့တရာရရှိခဲ့ပါတယ်။ဒီကမိန်ကိုပေးပို့တဲ့ဗီဒီယို85ရာခိုင်နှုန်းကျော်ဟာဆိုရင်မြမပြည်တဲကနေပေးပို့လာတာလို့စု80 birthday campaign campaign ဖြစ်မြောက်ရေးတာဝန်ခံတအူးကဘာမဘီဂျေကိုအတီးပြုပါတယ်။ ီတော့အကျဉ်းချခံနေရတဲ့လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့သတင်းသဘုံနဲ့ပဲရှင်းဆက်ပြရစေ။ဒေါအောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့မတိုင်ခင်တည့်ရက်လို့ဇွန်လ18ရက်နေ့မှာဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ရဲ့တရက်ခွင်ဗီဒီယိုမှတ်တမ်းတစ်ခုပေါက်ကြားလာခဲ့ပါတယ်။ဗီဒီယိုမှတ်တမ်းကိုစစ်ကောင်စီလက်အောက်ကနေရုံထွက်လာသူတွေနဲ့ဖွဲ့စည်းထားတဲ့ပြည်သူ့ရင်ခွင်အဖွဲ့ကနေတဆင့် Guardian သတင်းဌာနကို ပေါက်ကြားလာတာဖြစ်ပါတယ်။ ဆရာနာသိမ်းပြီး၄နှစ်အတွင်းဒေါအောင်ဆန်းစုကြည်ကိုဒုတိယအကြိမ်မြင်ခွင့်ရခဲ့တာပါ။ပေါက်ကြားလာတဲ့ရုပ်တံမှတ်တမ်းအရဒီမှတ်တမ်းဟာ2022ခုနှစ်ဩဂတ်လ22ရက်နေ့နဲ့2022ခုနှစ်ဒီဇင်ဘာလ12ရက်နေ့ကတရခွင်မြေခွင်းတွေပဲဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းပလဲမြို့နယ်ရှိကန့်တောက်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ မဟာမိတ်တပ်ပေါင်းစုကတိုက်ခိုက်နိုင်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်ရှိကန်းနောက်ရဲစခန်းကိုပြည်သူ့လက်မှောက်ရေးတပ်မတော် PLA နဲ့မဟာမိတ်တပ်ပေါင်းစုကဇွန်လ16ရက်နေ့မှာတိမ်ပိုက်နိုင်ခဲ့ပါတယ်။ဒီစခန်းဟာမဟာဗျူဟာရအရေးပါပြီးအိန္ဒိယနိုင်ငံအထိသွားနိုင်တဲ့လမ်းပိုင်းပေါ်မှာရှိတယ်လို့သိရှိရပါတယ်။ကန်းနောက်စခန်းကိုပြည်သူ့လက်မှောက်ရေးတပ်မတော်ကဇွန်လ2ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ပြီး ဇွန်လ19ရက်နေ့မှာတိမ့်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။သူတို့စခန်းမကြရေးအတွက်စစ်ကောင်စီဘက်က Jet Fighter တွေစက်တက်လေဒီတွေနဲ့လေကြောင်းပစ်ကူပေးတာတွေလုပ်ခဲ့ပါတယ်။ဇွန်လ10ရက်နေ့နေ့လယ်ကလေကြောင်းပစ်ကူလာတဲ့စစ်ကောင်စီရဲ့ F7 Chandu J7A မျိုးစာတိုက်လေယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့တယ်လို့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကပြောပါတယ်။ ဗမာပြည်ကြီးရဲ့အပတ်စဉ်စနေနေ့တိုင်းတင်ဆက်နေကြတပတ်တွင်းအထူးသတင်းစီစဉ်များကိုဒီမှာပဲရနာခွင့်ပြုပါရှင်။ဗမာပြည်ကြီးကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များနဲ့တကွာမြမပြည်သူပြည်သားများအားလုံးစမ်းမရွှင်လန်းပါစေကြောင်းဆုတောင်းမေတ္တာပို့သအပ်ပါရရှင်။